မန္တလေးဒေသကြီးပျော်ပွဲမြို့နယ်ပေကံကြီးရွာမှာအော်တိုဘာလ16ရက်ညပိုင်းကကျေးရွာလမ်းဖွင့်ဘွဲ ထိမ့်မှန်အောင်ပွဲကျင်းပနေစဉ် PDF များကတနက်နေ့ပြစ်ခတ်တာကြောင့်ရဲကြီးအုပ်ချုပ်ရေးမှူးအပါအဝင်အရတားရှိဦးတည်ဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။ပေကံကြီးရွာဟာ မန္တလေးဒေသကြီးပျော်ဝယ်မြို့နဲ့မကွေးဒေသကြီးနမ်မောင်းမြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းမှာတည်ရှိပြီးပဲ့ကန်တောင်ကျေးရွာဖုံးတော်ကြီးကျောင်းသို့သွားတဲ့ကျေးရွာကိုထူကိုထလန်းအားလန်ခင်ပီစီချင်းအထိမ့်မဲ့အောင်ပွဲကိုအော်တိုဘာလ16ရက်ညပိုင်းကကျင်းပနေစဉ် PDF များကဆိုင်ငယ်နဲ့ရောက်ရှိလာပြီးတရက်နဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဲ့လိုပြစ်ခတ်မှုကြောင့်ပဲ့ကံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဥယျာဉ်မြင့်အပါအဝင်ရဲမိရဖများကျေးရွာသားများ၈ဦးတေဆုံးပြီးအမျိုးသမီးတအူကြီးထိမှန်တန်းရရှိခဲ့ကြောင်းသိရပါသည် တိဆုံးသူတွေကအခြားရာကသူတွေလည်းပါတယ်ကနဦးရောကဥယျာဉ်မြစ်အူးတဲကိုလာပစ်တယ်လို့သိရတယ်။နောက်မှအဲ့ဒီမှာရှိတဲ့သူတွေအကုန်လုံးပစ်သွားတာလာပစ်တာက PDF က9ရောက်ပါအကုန်လုံးဒေသခံတွေကြီးပဲလမ်းဖြစ်မြအောင်ဝိုင်းလုကြတဲ့သူတွေပါအခြားဝန်ထမ်းတွေဘာမှမပါဘူးလို့ဖြစ်စင်အားသိရှိသူတူကပြောကြပါတယ် အဆိုပါတနက်ဖြန်လာရောက်ပြစ်ခတ်ခဲ့တဲ့ PDF များဟာစိုင်းငယ်၃စီးနဲ့ရောက်ရှိလာခြင်းဖြစ်ပြီးပြစ်ခတ်မှုများပြုလုပ်ပြီးရနောက်ပျော်ဝဲနမောက်လန်အတိုင်းနမောက်ဘက်သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရပါတယ်။အဲဒီလိုကျေးရွာအုပ်ချုပ်ရေးမှုအပါအဝင်အရသားများကိုတနက်နေ့ပြစ်ခတ်ခဲ့သူများကိုပျော်ဝဲမျိုးမရဲစခန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်လှစ်ထားရှိကြောင်းလည်းစုံစမ်းသိရှိရပါတယ်။